်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေမအုံဆုံးဖျားသခင်ရဲ့ခြေကြော်ကိုချီးမွမ်းပါれအခက်အခဲကြားဖျားသခင်စကားဆိုတဲ့ကောင်းစိတ်နဲ့တောလေရအခန်းကြီး27အငယ်၄ကနေ၉ကိုဆင်ခြင်သွားခြင်းပါれ ောရတောင်မှထွက်၍အေးဒုံပြည်ကိုဝိုင်းချင်းကအေးဒုံပြည်နယ်လမ်းဖြင့်ခြိသွားကြစဉ်အသွားခက်သောကြောင့်လူများတို့သည် စိတ်အားလျော့ကြ၏သင်သည်ငါတို့ကိုဤတော၌သေစေခြင်းကအကတုပြည်မှအပင်ကြောင့်ဆောင်ခဲ့သနည်းမုံမရှိ ရေလဲမရှိဤပေါ်ပြတ်သောစားစရာကိုလည်းငါတို့သည်အလွန်ယွန်ရှာဤဟု ဘုရားသခင်နှင့်မောရှေကိုဆန့်ကျင်ပေပြု၍ဆိုကြ၏ထိုအခါထာဝရဘုရားသည်ဣသလအမျိုးသားတို့တွင်မိမွေများကိုစစ်လွတ်တော်မူ၍လူအများတို့သည် အကြိုက်ခံရသဖြင့်တေကြ၏ထို့ကြောင့်လူများတို့သည် မောရှေထံသို့လာ၍အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့် ကိုတော်ကိုဆန့်ကျင်လျက်ပြောဆို၍ပြင်မာပါပြီထာဝရဘုရားသည်မွေများကိုအကျွန်ုပ်တို့မှဖင်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျင်မောရှိသည့်လူများအဖို့ဆုတောင်းလေ၏ထာဝရဘုရားကလည်းမိမွေရုပ်ကိုလှုပ်၍တိုင်ပေါ်မှမြောက်ထားလောအကိုက်ခံရသော သူတိုင်းကြိရှုလျင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှိအားမိန့်တော်မူသည့်အတိုင်မောရှိသည့်ကြေးဝါဖြင့်မွေကိုလှုပ်၍တိုင်ပေါ်မှမြောက်ချီထားပြီးလျင်မွေကိုက်သောသူမြည်သည်ကား ကြည်ဝံမူကိုကြည့်ရှုသောအခါအသက်ချမ်းသာရကြ၏ကျွန်တို့လူဘဝအခက်အခဲတွေအတွင်းမှာပရောဖက်ရဲ့အတန်ကိုကြားဖို့နားထောင်တတ်ဖို့လိုပါတယ်အခါအားလျော်စွာပရောဖက်က ကျွန်တော်ရဲ့မာယွန်းတဲ့စဉ်စားနည်းတွေကိုပြင်ဆင်ဖို့အတွက်ခက်ခဲမှုတွေကိုအသုံးပြုတတ်ပါတယ်အဲ့ဒီဒုက္ခပြဿနာအခက်အခဲတွေအားဖြင့်ပရောဖက်ကစကားပြောတတ်ပါတယ် တကယ်တော့မမျော်လင့်ထားတဲ့ဒုက္ခအခက်အခဲတွေက အာယုံ ပြန့်လွင့်မှုကိုဖယ်ရှားပေးပြီးတော့ဘုရားသခင်စီကို ပြန်ပြီးတော့အာယုံပြုစေတယ်ကျွန်တော်ကိုသင်ငန်းစာတွင်တဲ့မှုတွေကိုပေးတယ်ဘုရားသခင်အပေါ်ကျွန်တော်ရဲ့စိတ်ကိုပြန်လဲအာယုံစိုက်စေတယ်အဲ့ဒီကနေတဆင်အလွန်ရှင်းလင်းပြတ်သားတိကျတဲ့အမြင်တွေကိုလည်းပေးလာတတ်ပါတယ် အေဒုံလူတွေကိုရှောင်ဖို့ဣတလာလူမျိုးတွေကိုဖျားသခင်ညွန်ကြားထားတဲ့လမ်းကြောင်းတစ်ခုကိုရှောင်ဖို့ဒီနေ့ကျမ်းပိုင်မှာတွေ့ရတယ်။သူတို့ဟာရှေလျားတဲ့လမ်းခီးကိုတွားနေရတာကြောင့်စိတ်ဖိစီးလာပြီးတော့စိတ်မရှိကြတော့ဘဲနဲ့မောရှိနဲ့ဖျားသခင်အပေါ်မှာ ပြစ်တင်ညှဉ်းညူကြတယ်။အဲ့ဒီအချိန်မှာဖျားသခင်ကသူတို့ရဲ့အာယုံကို ပြန်ဖမ်းဖို့အမှုတစ်ခုကိုပြုခဲ့ပါတယ်။ အရိယမှုကိုပြသခင်ပြုခြင်းရဲ့ထူးခြားတာကတော့ကောင်းကြီးပေးခြင်းအောဘွေရနမိတ်လက္ခဏာတွေ အားဖြင့်မပြုတ်လုခဲ့တာကစိတ်ဝင်စားဖို့ကောင်းပါလေအဲ့ဒီနေရာမှာပြသခင်ကအစိတ်ရှိတဲ့မှုတွေကိုစကန်နဲကိုဆေလွတ်ခဲ့တယ်ဒါကိုကိုယ်တိုင်ခံစားမျက်မြင်တွေ့ရှိတဲ့သူတွေရဲ့တုံ့ပြန်မှုကဘလို့လဲသူတို့ဟာသူတို့အပြစ်ကိုအတိအမှတ်ပြုတ်ဝန်ခံပြီးတော့ မောရှိကိုဘုရားသခင်စီကိုစွတ်တောင်းခိုင်းခဲ့တယ်။စွတ်တောင်းခိုင်းတဲ့အခါမောရှိကသူတို့ကိုစားစွတ်တောင်းပေးတယ်။ဒီအဖြစ်အပျက်ကကျွန်တော်တို့ဆင်ခြင်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ကိုယ်တိုင်အခက်အခဲတစ်ခုနဲ့ကြုံလာရတဲ့အခါမှာဘုရားသခင်ဘာပြောနေလဲဆိုတာကိုနားထောင်ဖို့သဘောပေါက်အောင်ကြိုးစားဖို့လိုတယ်။တချို့အရာတွေကနားလည်ဖို့ခက်ခဲနိုင်တယ် ဒါပေမဲ့တတိပြုရမှာကဘုရားသခင်ကကျွန်တော်တို့ကိုစည်းမြင်ပေးဖို့ပြောင်းလဲအောင်လုပ်ဖို့အဲ့ဒီအခက်အခဲတွေကိုအသုံးချတတ်ခြင်းပဲဖြစ်တယ်။သူတို့စိတ်လုံးနာကြင် ခံစားရမှုတွေကနေတဆင့်တခြားသူတွေကိုဘုရားသခင်ပြောပြဖို့ကြိုးစားနေတာကိုကျွန်တော်တို့မသိနိုင်ပေမဲ့လည်းကိုတော်ရဲ့ရည်ရွယ်ချက်နဲ့ညွန်ကြားချက်တွေကိုရှာဖွေခြင်းအပြင်ကျွန်တော်တို့အခက်အခဲတွေကိုရင်ဆိုင်သင့်ပါတယ်။ အတိတ်ပဲမရှိလေကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေကနေတဆင့်ကျွန်တော်တို့မှာအပြုသဘောဆောင်ပြီးတော့အရေးကြီးတဲ့အပြောင်းအလဲတွေကိုဆောင်ကျင်းပြီးမှကိုကျွန်တော်တို့ယုံကြည်နိုင်ပါတယ်ဘုရားသခင်စီကကျွန်တော်တို့မျော်လင့်တဲ့ကောင်းချီးမဟုတ်ဘဲနဲ့မမျော်လင့်တဲ့ဆင်းရဲဒုက္ခတွေအလယ်မှာဘုရားသခင်ရဲ့စကားကိုနားထောင်ရမယ်သူကအခက်အခဲတွေနဲ့စကားပြောတတ်တယ်ဒီအဖြစ်အပျက်ကယုံကြည်သူတွေကိုဘုရားသခင်စကားပြောနေုံတင်တာမကပဲနဲ့ ဘုရားသခင်ကိုမယုံကြည်သေးတဲ့သူတွေကိုလည်းစကားပြောနေပါတယ်။လောကလူသားအလုံးအတွင်ကြီးမားတဲ့အခက်အခဲကလူပိစာအပြစ်ဒုစရိုက်အပြစ်တွေကြောင့်တမလွန်မှာအပြစ်ဒဏ်အပြစ်ငရဲကိုထာဝရရောက်ရမှာ ဖြစ်ခြင်းအတွေ့အဲ့ဒီကြီးမားတဲ့အခက်အခဲကိုရင်ဆိုင်ရမှာဖြစ်တယ်။ဣတရီလလူမျိုးတွေကြေးဝါမွေရုပ်ကိုကြည့်ပြီးတော့သူတို့မွေကြိုက်ခံရတဲ့သူတွေဟာတက်တာသွားတယ်လို့ ဒီနေ့ဘုရားခင်ကသခင်ယေရှုခရစ်တော်အားဖြင့်လဝါးကတိုင်မှာလူတွေကို အပြစ်တွေကနေလွတ်မြောက်ဖို့အတွက်လဝါးကတိုင်တော်တရားကိုယုံကြည်ခြင်းအားဖြင့်ကြည်ခိုင်းနေပါတယ်။ယုံကြည်လက်ခံမယ်ဆိုရင်အပြစ်ဒဏ်ကနေထာဝရကင်းလွတ်ခြင်းရမှာဖြစ်တယ်။မယုံကြည်ရင်တော့ထာဝရအပြစ်ဒဏ်ကို ခံရမှာဖြစ်တယ်။ဘုရားသခင်ပြောနေတတ်တဲ့အကြောင်းအရာတွေကနေဘုရားသခင်ရဲ့စကားကိုနားထောင်ဝန်ခံခြင်းအားဖြင့် ကြီးမားတဲ့အခက်အခဲတွေကအစတမလွန်မှာထာဝရငရဲကနေလွတ်မြောက်ချဖို့အရေးကြီးပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကသူကိုယ်သူယောဟန်အခန်းကြီး3အငယ်14ကနေ15မှာမောရှိသည်တော၌မွေကိုမြောက်ထားတကယ်သို့လူသားသည်မြောက်ထားခြင်းကိုခံရမည်။အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းတည်းလို့ ဆုထားခဲ့ခြင်းပဲဖြစ်တယ်။ဂျာနာဆင်ချင်ခဲ့သူအလုံးအခက်အခဲတွေကြားပြခြင်းပြောနေတဲ့စကားရဲ့အတိတ်ပဲကိုအပြည့်အဝ နားလည်ပြီးတော့ဘုရားသခင်စီကူတာပြီးတော့တိုးဝင်နိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်။